ကင်မရာနောက်ွယ်ကဟင်းဝင်ရမိသားစုရဲ့သူမအပေါ်သဘောထားအမှန်တွေကိုအခုလိုမီဒီယာနဲ့တကွာအလူသိရှင်ကြားချပြလာတဲ့ဆိုဖြစ်သစဉ် ကင်မရာရှိမှသာခင်မင်းချိုသာကြပြီးနောက်ကမှအချိုးတွေပြောင်းသွားတတ်ကြတဲ့အနုပညာလောကထဲမှာဟေးဝံတို့မိသားစုရဲ့ထင်မထားလောက်စရာစိတ်သဘောထားတွေကိုပြပြလာတာကတော့စိုးပြေတဲ့ဇင်မဲ့ဖြစ်ပါတယ်။ဟေးဝံရန်ဆိုရာကမိဘတွေအရင်ချင်းရတဲ့တားလေးအဖြစ်ပြိတ္တိအားလုံးသိကြမှာပါနော်။ဒီလိုမျိုးတားလေးမာလေးတယောက်ကိုလက်ထက်ပြီးတစ်ဖက်မိသားစုတွေဝင်ရောက်ရတော့မဲ့ချွေးမလောင်စိုးပြေတဲ့ဇင်အနေနဲ့ယောက်မရရဲ့စိတ်သဘောထားကိုစိုးရိမ်နေတာကတော့အမှန်ပါပဲရှင်။အိမ်အောင်ပြုတဲ့ဆိုတော့လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပဲတစ်ဖက်မိသားစုတွေဝင်ရောက်ဖို့အတွက်ကောက်ွယ်ဆောက်ရှောက်ပေးမဲ့ခင်မွန်းဖြစ်သူရဲ့စိတ်သဘောထားကအရေးအကြီးဆုံးပါရှင်။ အခုဆိုရင်တော့မင်္ဂလာပွဲအမှတ်တက်တက်ပုံတွေရိုက်ကူးပြီးတော့မကြခင်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်ခါအိမ်တော်တစ်ခုတည်ထောင်ရတော့မယ့်စုပြည်အနေနဲ့ဟင်းဝရံမိသားစုရဲ့စိတ်သဘောထားအမှန်တွေကိုသိရှိလာခဲ့ရပြီဖြစ်ပါတယ်။ဟင်းဝရံတို့မိသားစုကသူတို့သားလေးကိုအရင်ချစ်တာဆိုပေမဲ့စုပြည်နဲ့လက်ထပ်တော့မယ့်အချိန်မှာတော့ချွေးမတယောက်လိုသဘောမထားခဲ့ကြပါဘူး။ချွေးမကိုတမိအရင်လိုသဘောထားပြီးတော့အရင်ချစ်ရတဲ့သားလေးဟင်းဝရံကိုတော့မွေးစားသားအလားထင်မရလောက်အောင်ပြီးဖက်ထားတယ်လို့ဆိုပါတယ်။အဓိကအဖြစ်တော့မင်္ဂလာပွဲပြုလုပ်ဖို့ကိစ္စရက်တွေအကုန်လုံးကိုလည်းသားဖြစ်သူဟင်းဝရံနဲ့တိုင်ပင်ခြင်းမရှိဘဲချွေးမ လေးစုပြီးရင်စိတ်သဘောထားအတိုင်းဖြစ်စေရမယ်လို့စီစဉ်ပေးခဲ့ကြပါတယ်။တချို့ရောက်ခမတွေလိုမျိုးတိုင်းရဲ့အရှိမသာချွေးမကိုကောင်းပြပြီးနောက်ကမှအချိုးပြောင်းတတ်တဲ့အထဲမှာဟင်းဝင်ရဲ့မိဘတွေလုံးဝမပါဝင်ခဲ့ပါဘူးရှင်။ကင်မရာရှိမှာပဲဖြစ်ဖြစ်လူတွေမသိတဲ့ကင်မရာနောက်ကွယ်မှာပဲဖြစ်ဖြစ်သူတို့အတွက်တော့စုပြည့်လေးစွာကချွေးမမဟုတ်ဘဲတကယ်သမီးအရင်လေးလိုပါပဲ။ချစ်ရတဲ့မိဘတွေရဲ့ဒီလိုစိတ်သဘောထားကြောင့်ဟင်းဝင်ရတောင်တော်တော်လေးအံ့ဩသွားခဲ့ရပါတယ်။အခုဆိုရင်တော့စုပြည့်တဲ့စင်ကဟင်းဝင်ရဲ့မိသားစုတွေကိုဝင်ရောက်ကြမှာမဟုတ်ဘဲတကယ်သမီးအရင်လေးလိုဖြစ်နေပြီးဆိုပြီးတော့လဲဝမ်းသာပျော်ရွှင်စွာနဲ့ပြပြလာ ာခဲ့ပါတယ်။ရောက်ခမတွေကတမိအရင်လေးလိုသဘောထားပြီးချစ်ပေးကြအောင်တာမကဟင်းဝင်ရဲ့အကိုရီအမရီညီမတွေကလည်းစိုးပြေလေးကိုမောင်နှမအရင်လိုသဘောထားပြီးတော့အရန်ချစ်ပေးနေကြပါတယ်။တခုခုဆိုရင်မောင်နှမအရင်ဖြတ်ချက်ဟင်းဝင်ရဲ့ဘက်ကမပါပဲစိုးပြေရဲ့စိတ်သဘောထားကသာအတိကားဆိုပြီးတော့ကောက်ွယ်ပြောဆိုတတ်ကြတာကလည်းတကယ်ကိုကြည်နူးစရာပဲဖြစ်ပါတယ်နော်။ဒီလိုမျိုးယောက်ျားလေးဘက်ကမိဘဆွေမျိုးတွေရဲ့ချစ်ခင်တန်မိုးသားချင်းကိုခင်ရတဲ့ဆိုတာကမိန်းကလေးတယောက်တက်တော့ဘာနဲ့မှနှိုင်းရှင်လို့မရတဲ့ကံကောင်းမှုကြီးတစ်ခုပါရှင်။ဒါကဟင်းဝင်ရဲ့ကိုယ်တိုင်ကလည်းစိုးပြေအပေါ်မှာတန်မိုးထားပြီးလေးစားစွာချစ် ခင်ပေးခဲ့တဲ့အတွက်ကြောင့်မိဘဆွေမျိုးအတောင်ဝိုင်းကလည်းပို့ပြီးတော့တံမိုးထားပေးခဲ့ကြတာပါ။ဒါကြောင့်မလို့အင်တောင်ရေးမှာကိုယ့်ရဲ့မိသားစုဝင်တွေချွေးမအပေါ်ဘလို့ဆက်ဆံတယ်လဲဆိုတော့အမျိုးသားရဲ့စိတ်သဘောထားအပြုတ်မှုတွေကအဓိကကြရတယ်ဆိုတာမှန်ကန်ပါတယ်။ဟေးဝင်ရန်ကတော့စူပြေလေးကိုညီမတယောက်လိုလည်းချစ်ခင်ခဲ့တယ်လို့အခုချိန်မှာဇနီးလောင်းလေးအနေနဲ့တကယ့်ကိုတံမိုးထားချစ်ခင်ပေးနေတာကြောင့်မိဘဆွေမျိုးအတောင်ဝိုင်းကလည်းနှစ်ဆပို့ပြီးတော့တံမိုးထားကူးဆိုင်ပေးနေကြပါတယ်။အမှုပညာလို့ဖို့ကင်ဘက်လည်းဖြစ်ခဲ့တယ်လို့ခင်မင်းနဲ့တငယ်ချင်းတွေအစဉ်ကနေအိမ်တော်ဘက်အဆင့်ကိုရောက်ရှိလာတဲ့ဟေးဝင်ရန်နဲ့စူပြေ င်စင်တို့ရဲ့အိမ်အောင်ရေးလေးကတော့အရန်ကိုအားကျစရာကောင်းနေခဲ့ပါပြီ။ဟေဝင်ရရဲ့မိဘတွေကတော့စုပြစ်လေးအတွက်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးနေပြီးမင်္ဂလာပွဲအတွက်ဝတ်စုံလေးတွေလဝတ်ရတနာတွေကိုလည်းအကောင်းဆုံးဖြစ်အောင်သူတို့ကိုယ်တိုင်ပဲဖန်တီးပေးနေခဲ့ပါတယ်။စစ်ဆက်တောင်းရန်ပွဲလည်းပြီးခဲ့ပြီဖြစ်သလိုမင်္ဂလာအမတ်တက်တပ်ပုံတွေလည်းရိုက်ကူးခဲ့ပြီဖြစ်လို့မကြခင်အချိန်တည်းမှာတော့တကယ်မင်္ဂလာပွဲအကြီးအကျယ်ကိုခန်းနာစွာနဲ့ပျော်ရွှင်စွာကျင်းပပြုလုပ်သွားကြတော့မှာဖြစ်ပါတယ်။ ခြေဦးသူကိုလည်းပိုင်ဆိုင်ခဲ့တယ်လို့ရောက်ခမရရဲ့အချစ်တော်ချွေးမလေးအဖြစ်တမောထားချစ်ခင်ခံနေရတဲ့စုပြည်လေးရဲ့ဘဝကိုပြည်သက်ကြီးတို့ရောအားကြမိကြပါရဲ့လားရှင်။